တကမကြီးတယောက်ဆိုဘလောက်တေးကြရတဲ့တင်လဲတရားစခန်းကိုကြိုးဝင်တယ်ကြိုးအားထုတ်တယ်တရားတွေနားတယ်ဟိုခေတ်ကကက်ဆက်ခေတ်ဆိုတော့ကက်ဆက်ကိုတွေဝင်ထားတယ်အဲ तू ကအလုတ်လုတ်ချိန်လုတ်တရားနာချိန်နားတရားအားထုတ်ချိန်အားထုတ်အဲ့လိုနေတာတင်မဲ့နေကြတော့သူ့ကိုသူရိတ်မိတယ်တမီးတဲ့ဒီနေ့အမေဈေးမရောက်တော့ဘူးတော့တမီးအမေကိုအပေါ်တင်ပေးဟိုတမီးကဈေးရောက်ရင်လည်းအမေပြုစုတာဆိုတော့အမေကိုပေါ်တင်အပေါ်မှာအဲ့ရပြင်လိုက်ပြင်ပြီးတော့အပေါ်ဓာတ်ကိုတင်ပေးအပေါ်ဓာတ်တင်ပေးပြီးတော့ကက်ဆက်လေးတစ်လုံးနဲ့ အဆရာတော်တရားဖွင့်ပေးနော်တဲ့ကက်ဆက်ရက်သွားရင်လာဖွင့်ပေးအမေကိုနေသာလာဘာညာလာမမေးနဲ့နော်အမေတရားနာဖို့တရားအားထုတ်ဖို့အဲ့တော့ဝိပဿနာအလုပ်ပေးတရားရှုတတ်အောင်သင်ပေးတဲ့အလုပ်ပေးတရားတွေဖွင့်ပေးအမေအားထုတ်နေမယ်နေသာလာဘာညာလာမမေးနဲ့ကက်ဆက်ရက်သွားလို့ရှိရင်ခွေလာလှဲ့ပေးခွေသစ်ထက်ပေးအဲ့ဒါပဲသမီးလုပ်ပေးအဲ့လိုပြောတော့သမီးကလည်းပါတယ်အိမ်ကိုလူနာမေးလာတဲ့လူတွေတောင်မှအပေါ်တက်မခံဘူးအမေအခြေအနေဒီလိုရှိတယ် အဲ့တော့အောက်မှာပဲကျမအချင်းနေပြောပြပါမယ်အပေါ်မတက်ပါနဲ့အမေအာယုံရှုပ်မှဆိုလို့သူမီးလည်းတော်တော်တော်တယ်အဲ့ဒါလာတဲ့လူဧခံအောက်မှာပဲလက်ဘက်သုံးနဲ့ဧခံပြီးတော့စကားလေးပြောပြန်လို့အဲနည်းနည်းနိုင်ဝက်ဟိုးတုန်းကတနာကြီးခွေတွေကိုနိုင်ဝက်ကြလို့ရှိရင်အပေါ်တက်ကြည့်ကက်ဆက်လေးလက်ပေးလိုက်သူ့အမေအသက်ရှူနေသေးတယ်တရားမှတ်နေတယ်ညှိနေတာပဲနောက်ကြတော့နေ့လယ်ပိုင်းတက်ကြည့်လိုက်တော့အမေအသက်မရှိတော့မျက်နှာလေးကသူကပြောပြတယ်ဘုံဘုံပြားတဲ့ပြုံးသေးဆိုတာတကယ်ရှိတာနော်တဲ့ အမေသေးတဲ့အချိန်သွားကြည့်တယ်မျက်နှာလေးကိုပြုံးတာပဲတဲ့အဲ့တော့တရားအာယုံလေးနဲ့အရင်ထဲကလှုပ်ထားတဲ့သေကန်ဒီဘယ်ဘုန်းကြီးမှမပင့်မနေတော့ဘူးသူတရားလေးနဲ့သူရှုပွားပြီးတော့ပြင်ဆင်ပြီးသေသွားတာအသေးမကောင်းတာကောင်းလားကောင်းတယ်နော်အဲ့တော့အဲ့သုံးမျိုးထဲမှာကိုတကယ်ရွေးထားမှာဘယ်မျိုးလဲတတိယသုံးခုမြောက်မျိုးနော်တတိယကိုရွေးထားမှာအဲ့လိုဖြစ်အောင်ကိုစူးစမ်းမှာသေကန်ဒီမှာအဆင်ပြေမပြေပြောလို့မရဘူးဘုန်းကြီးပင့်ရမရပြောလို့မရဘူးနော် ိုနဲ့အဆင်ပြေတယ်ဘုန်းကြီးပြင်လို့ရမရလဲအဆင်မပြေဘူးအဲ့တော့နာပြီးတရားပြန်ရှုတာစောစောတည်းကပြင်ထားပြင်လာပြီးတော့ဒေကဏီပြန်ရှုအဲ့လိုဖြစ်အောင်လုပ်နော်အဲ့တော့ဒါဟာစောစောတည်းကလုံမှာအဲ့တော့လူတွေမှာမိသားစုရှိတယ်မိသားစုခန္ဓာလည်းလုတ်ပေးပါလုတ်ပေးပြီးတော့ကိုယ့်အတွက်လည်းကိုစူးစားလုပ်ကြိုပြင်ထားလို့ပြောတာမိသားစုမိသားစုမိသားစုဆိုအချိန်နေပေးပြီးတော့ကိုယ့်အတွက်အချိန်မပေးရင်ဒေကဏီကြမှာအဲ့မိသားစုအယုံဆွမ်းလန်းမှုတွေနဲ့ပေးရင်ဒုက္ခများမှာအဲ့တော့တချို့ဟာတွေက ဟိုကန်ရှိလို့ဆုံညတယ်ဆုံနှုံးမှာကောင်းအောင်လုပ်ပေးမယ်တနေ့ကန်ကုံတော့ခွဲကြရမှာသူလည်းတလန်းသွာငါလည်းတသန်းသွာသွားမယ်ဟာဆိုတော့ဆုံနှုံးမှာကောင်းကောင်းလုပ်ပေးလိုက်မယ်အရင်မစွန့်တော့နော်ဟိုသားသမီးစွန့်ရင်လည်းသားသမီးကြောင့်ဒုက္ခရောက်မှာပဲမိဘစွန့်မိဘကြောင့်ဒုက္ခရောက်မှာညီကောင်မနှမစွန့်ညီကောင်မနှမကြောင့်ဒုက္ခရောက်မှာအဲ့တော့ဆုံနှုံးမှာအကောင်းဆုံးဖြစ်အောင်လုပ်ပေးလိုက်တန်တဲ့မြတ်သီးခံကိုတန်နိုင်တဲ့ကောင်းတာလေးတွေလုပ်ပေးအဲသင်္ကန်းကြီးမစွန့်နဲ့ နော်မသေးခင်လည်းမစွဲပဲနေတာပိုကောင်းတယ်ပေါ့မေတ္တာနဲ့ချစ်ပြီးတော့ဆောက်ချောက်ပေးတာကောင်းတယ်လေဟိုတဏှာနဲ့စွဲပြီးတော့ငါသားငါသမီးတန်ရောစင်နှောက်ဖွဲ့ချိုးတွေနဲ့တအားဒုက္ခရောက်တတ်တယ်အဲ့တော့ဒီအစွဲတွေကိုတတ်နိုင်သမျှဖြုတ်ချပြီးတော့နော်ပြီးတော့ပူလဲပူလောင်နေတော့အဲ့အစွဲတွေကကိုဖြစ်ချင်နိုင်မဖြစ်ရင်လောင်နေရောနေစင်မှလည်းဆင်းရဲတယ်ပေကန်ကြီးကြတော့အဲ့အစွဲတွေကြောင့်တချို့ဆိုလို့ရှိရင်တခါ တာသမီးကဆိုးလို့ရှိရင်မိဘစိတ်မချနိုင်မစိတ်မချနိုင်နဲ့ပေကန်ဒီတပွားပွားဟဲ့နင်တို့ဟိုအငယ်ကောင်လေးပြစ်မထမ်းနဲ့နော်အငယ်ကောင်လေးပြစ်မထမ်းနဲ့နော်တပွားပွားနဲ့ပြောင်းရင်းနဲ့ပေးသွားတဲ့လူတွေရှိတယ်အဲ့ဒီလူလဲဘယ်လိုမှအာရုံမကောင်းနိုင်ဘူးလေပေကန်ဒီဒီတာသမီးကြောင့်အဲ့တော့တာသမီးဆိုတာမချစ်အောင်မဟုတ်ချစ်ရမယ်တိုးတော့ဗါလဲမစွဲနဲ့ပြန်ပြောနော်မချစ်အောင်မဟုတ်ဗါလဲချစ်ရမယ်ဗာမလုံးနဲ့မစွဲနဲ့ ဘေကန်ဒီမှာကိုတင်ရနဲ့ကိုသေနိုင်ဖို့အတွက်နာပိတရပြန်ရှုဘွားသေညာတစ်မျိုးတည်းဆိုနံပါတ်3နဲ့သေနိုင်ဖို့အစောကြီးတည်းကပြင်းလို့နော်